အားလုံးပဲမင်္ဂလာပါ Daily Boy Football ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့နိုဝင်ဘာလ23ရက်နေ့ကြာတာပင်းလေးညမှာရှင်ပြိုင်ကစားကြမယ်။နိုင်ငံတကာကမ္ဘာဖလားချစ်စစ်ပွဲစုံနေဖြစ်တဲ့ UAE တင်းနဲ့အီရတ်တင်းတို့ရဲ့ပွဲစဉ်အင်္ဂလန်ပေါ်တူဂီတို့ရဲ့ဒါပွဲချုပ်သုံးသပ်ချက်တွေကိုတင်ဆက်ပေးသွားမှာလည်းဖြစ်ပါရဲ့။ ပထမဦးဆုံးနေနဲ့ကတော့ဒါအာရှဆုံက UAE အသင်းနဲ့အီရန်အသင်းတို့ရဲ့ပွဲစဉ်ကဒီပွဲကတော့မြန်မာစံတော်ချိန်ည10:00နာရီခွဲအချိန်မှာအရှင်ပြိုင်ကစားကြမှာလည်းဖြစ်တယ်။ UAE အနေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့အသင်းရဲ့ခြေစွမ်းပိုင်းရောရလာပိုင်းတွေကပုံစံကောင်းနေမှာပဲရှိနေတာဖြစ်ပြီးနောက်ဆုံးကစားခဲ့ဒီမှာပွဲမှာဆိုလို့ရှိရင်နှစ်ပွဲနိုင်နှစ်ပွဲတည်းတပွဲရှုံးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားလည်းဖြစ်တယ်။ တစ်ဖက်ကဒီအီရာတင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါအီရာတင်းကလည်းခြေဆောင်ပိုင်းရောရလတ်ပိုင်းမှာပါတော်တော်လေးကိုကောင်းမွန်တဲ့အသင်းဖြစ်ပြီးအီရာတို့အနေနဲ့နောက်ဆုံးကစားခဲ့ဒီ၅ပွဲမှာဆိုရင်တော့၄ပွဲနိုင်တပွဲတည်းရဆိုတဲ့ရလတ်ကောင်းတွေကိုပိုင်ဆိုင်ထားရလည်းဖြစ်ပါရဲ့ဒီနှစ်င်းချားမှာကထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ဆိုလို့ရှိရင်နောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ပွဲမှာအီရတ်တို့အနေနဲ့တော့ UAE အသင်းကို၃ချိန်ကြီးကိုအနိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးကြံတဲ့၂ချိန်ကတော့တရေရလက်ထွက်ပေါ်ထားတာလည်းဖြစ်တယ်။ လက်ရှိနေသားအရဆိုလို့ရှိရင်တော့နှစ်သိန်းလုံးအောက်တာခြေဆောင်ပိုင်းရလတ်ပိုင်းမှာပါအကောင်းဆုံးပုံစံနေသားမျိုးမှာရှိနေတာလည်းဖြစ်ပါတယ်။ကျောက်တာ UAE တို့အနေနဲ့နောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင်အီရတ်သိန်းကိုဒါအသာသီးရဖို့အတွက်ခက်ခဲခက်ခဲနဲ့ရုန်းကန်ကစားလာရတဲ့အနေအထားမျိုးကိုဒါတွေ့ရတယ်။ဒီပွဲကလည်းနှစ်သိန်းလုံးအနေနဲ့ကမ္ဘာဖလားခြေစပွဲအောင်ဖို့လည်းနောက်ဆုံးဖိုင်နယ်ပွဲစဉ်ဖြစ်လို့တော်တော်လေးတော့ဒါအကျိတ်အနေနဲ့ရှင်းတိုင်ကစားရအောင်မဲ့ဒါပွဲကောင်းတစ်ပွဲပေါ့လေ။ဒီပွဲကဖွင့်လှစ်ထားတဲ့ဒီပေါ့ချင်းရဆိုလို့ရှိရင်တော့ UAE အနေနဲ့အီရတ်အသင်းကိုသာ level 80ရှုံးကျေးပွန်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုတော့နှလုံးကို20သာကျေးပွန်ထားတာလည်းဖြစ်ပါရဲ့တစ်ဖက်ကအီရတ်အသင်းကလည်းလက်ရှိမှာအသင်းရဲ့ဒီခြေစွမ်းပိုင်းအရလည်းတကယ်ကိုကောင်းမွန်ပြီးတော့ရလာပိုင်းအရလည်းတော်တော်လေးကိုတည်ငြိမ်နေတယ်ပြီးတော့နောက်ပိုင်းနေ့တွေမှာဆိုလို့ရှိရင်ဒါ UAE နဲ့တွေ့လို့ရှိရင်ပြအမြင်လို့ဒါအသာသေးရလို့ရှိတယ်ပေါ့နော်ဆိုဒီဘက်ကလည်းဒါအီရတ်တို့အတွက်အနည်းဆုံးတော့ဗျာဒါ UAE အသင်းရဲ့အင်ကွင်းမှာဒါတရေတမတ်တော်ရာရရှိနိုင်တဲ့ပွဲစဉ်မျိုးလို့ပြောရမယ် တော့ဒီပွဲကတော့တရင်ဆိုလို့ရှိရင်တော့မဲ့70ထိကိုပျော်ရွှင်ရမယ်တည်သက်အသိန်းကိုပဲပို့ပြီးတော့အကြိုက်တွင်မိတဲ့ပွဲစဉ်လေးဖြစ်ပါတယ်။နောက်ထပ်အန်ဒိုရာသင်းနဲ့အယ်ဘေးနီးယားသင်းတို့ရဲ့ပွဲစဉ်အားဆိုလို့ရှိရင်ဒီပွဲကတော့မြန်မာစံတော်ချိန်ည2:25မိနစ်အချိန်မှာအချိန်မှာအချိန်ပိုင်းကစားကြမှာလည်းဖြစ်ပါတယ်။အန်တိုရောင်းအနေနဲ့လက်ရှိမှာဆိုလို့ရှိရင်လည်းဒါအသင်းရဲ့စွမ်းဆောင်ရည်ပိုင်းတွေကတော်တော်လေးကိုစိုးဝါနေတဲ့အသင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့9ပွဲမှာဆိုရင်9ပွဲမရရှိပဲနဲ့2ပွဲသေး3ပွဲတိကိုရှုံးနေထားတာလည်းဖြစ်ပါတယ်။ တစ်ဖက်ကအေဗင်ဒီယာတင်းကတော့လက်ရှိမှာဒါအတင်းရဲ့ခြေဆောင်ပိုင်းရောရလာပိုင်းတွေကတကယ်ကိုကောင်းမွန်လင်းတဲ့အတင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့လေးပွဲပါဆိုလို့ရှိရင်လည်းလေးပွဲစလုံးကိုရလုံးပြီးအနိုင်ရရှိအောင်ကစားထားတာလည်းဖြစ်ပါရဲ့ဒီနှစ်သင်းမှာကထိတ်တိုက်တွေ့ဆုံခဲ့ဒီပွဲစဉ်ဆိုလို့ရှိရင်တော့စုစုပေါင်းတော့ဒါ၅ပွဲတိရှိတာရဲ့အေဗင်ဒီယာအနေနဲ့အန်တူရာတင်းကိုလေးပွဲတိကိုအနိုင်ရရှိအောင်ကစားထားတာဖြစ်ပြီးကျန်တဲ့တပွဲကတော့တရေရလာတာထွက်ပေါ်ထားတာလည်းဖြစ်ပါရဲ့လက်ရှိနေသားရဆိုလို့ရှိရင်လည်း အန်ဒူရာသင်းနဲ့သာလို့ရှိရင်ဒါအေဗင်ဒီယာသင်းကပဲခြေဆွမ်းပါရောရလာပိုင်းမှာပါပို့ပြီးတော့ကောင်းတယ်ဒါပို့ပြီးတော့တင်ငင်မှုရှိတဲ့နေသားမျိုးလို့ပြောရမယ်ဒီဘွဲကလည်းဒါအေဗင်ဒီယာတို့အတွက်ဆိုလို့ရှိရင်တော့အမှတ်ပြပြရဲ့အဆင့်၃နေရာကဆာဗီယာသင်းကဆိုလို့ရှိရင်ဒါရမတ်၁၀မတ်ရရှိထားတာပြီးတော့တမတ်ပဲကွာဟောင်းမှုရှိတယ်ပြီးတော့ဆာဗီယာကဒီညာပွဲစဉ်မှာဆိုလို့ရှိရင်ဒါအင်္ဂလန်သင်းနဲ့ပွဲချက်ကစားရမှာဆိုတော့အေဗင်ဒီယာတို့အနေနဲ့အဲ့ဒီအခွင့်အရေးကိုဒါအမိအရာစုပ်ကိုင်ဖို့လိုတယ်ဒါမဖြစ်မနေအနိုင်ရရှိအောင်ကစားဖို့လိုအပ်တဲ့ပွဲစဉ်ပေါ့လေ ခုနှစ်ခါဒီပေါက်ကြီးကတော့အေဗနီယာတင်းကပဲအန်ဒူလာတင်းကိုနှလုံးကို60ဆားကျေးပွန်ထားတာဖြစ်ပြီးဂိုးကောင်အရဆိုရင်တော့နှလုံးကို90ရှုပ်ကျေးပွန်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကအန်ဒူလာတင်းကလည်းလက်ရှိမှာတော့အတင်းရဲ့စမ်းဆောင်ရေးပိုင်းတွေကအားရကြံမရှိလာတဲ့အနေအထားမျိုးဖြစ်လို့အေဗနီယာတင်းကိုပြန်ပြီးတော့ဂိုးသွင်းနိုင်ဖို့ဆိုတာကတော်တော်လေးတော့မလွယ်ဘူး။ကော်ဒီပွဲရဲ့ဂျာလက်ကကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့ Z2 Z3 ဆိုတဲ့ပုံစံမျိုးလောက်နဲ့ပဲဒါပြီးသွားဖို့များတယ်။ ဆိုတော့အလိုင်းတေချာပြီးတော့နှစ်ခုပြတ်ဖို့တို့လည်းမခင်ခဲနိုင်တဲ့အေဗင်နီယာသင်းကိုပဲဒါအကြိုက်တွေ့မိတဲ့ပွဲစဉ်ဖြစ်ပြီးပွဲစဉ်ရဲ့ရလဒ်ကလည်းဒါ၃ဂိုးလောက်ထိပြတ်သွားနိုင်တဲ့ပွဲစဉ်မျိုးဖြစ်လို့၃လုံးဆိုရင်တရာအပြည့်ပြောရှင်ရမယ်ဂိုးအများကိုလည်းထပ်ပြီးတော့ဒါအကြိုက်တွေ့မိတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်။နောက်ထပ်အင်္ဂလန်သင်းနဲ့ဆာဗီယာသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပွဲစဉ်ကဒီပွဲကဆိုလို့ရှိရင်တော့မြန်မာစံတော်ချိန်ည2:15မိနစ်အချိန်မှာပဲရှင်ပြိုင်ကစားကြမှာလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ကအင်္ဂလန်တင်းကတော့လက်ရှိမှာဆိုလို့ရှိရင်လည်းဒါကစားသမားစုပွဲမှုပိုင်းမှာတော်တော်လေးကိုတောင်းတင်းတဲ့အပြင်ဖြစ်ပြီးသူ့အနေနဲ့ဒါရွေးချယ်ရတောင်းမဲ့ခက်တဲ့အနေအထားမျိုးလောက်ထိကိုဒါရှိတယ်ပေါ့နော်ပြောဒီအင်္ဂလန်တင်းကလက်ရှိမှာဆိုလို့ရှိရင်ဗျာဘယ်လိုကစားသမားမျိုးကိုရွေးချယ်ရွေးချယ်ရလာပါအရာတော်တော်လေးကိုကောင်းတယ်နောက်ဆုံးကစားခဲ့ဒီ၄ပွဲမှာဆိုလို့ရှိရင်လည်း၄ပွဲစလုံးကိုဂိုးပြတ်တွေကြီးအနာရရှိအောင်ကစားထားတာလည်းဖြစ်ပါတယ်တစ်ခါကဒီဆာဗီယာတင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါဆာဗီယာကတော့ကစားသမားစုပွဲမှုပိုင်းမှာဆိုလို့ရှိရင်တော့ဒါထိုက်တန်းတလောက်တော့တောက်တင်းမှုတော့ရှိတယ်ဒါပေမဲ့ ခြေဆောင်ပိုင်းမှာတော့ဒါအလောက်ထိလည်းကောင်းတဲ့အနေအထားမျိုးမှာတော့မရှိဘူးနောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာဆိုရင်လည်း၃ပွဲနိုင်နှစ်ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်းဆိုင်ထားလည်းဖြစ်ပါရဲ့ဒီနေ့တင်းကဒီပထမကြိမ်တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဖာဘီယာတို့အနေနဲ့အင်္ဂလန်တို့ကိုလုံးဝကိုဒါရှင်ပြီးတော့ကစားနိုင်ခြင်းမရှိဘဲနဲ့အင်္ဂလန်တို့အနေနဲ့ဒါဖာဘီယာအသင်းကိုလွယ်လွယ်ကူကူပဲ G5 ဆိုတဲ့ရလဒ်မျိုးလောက်နဲ့ကိုဂိုးပြတ်အနိုင်ရရှိအောင်ကစားထားတာလည်းဖြစ်ပါရဲ့ ဒီနှစ်သင်းပါကထိတိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကနှစ်ပွဲပဲရှိထားတယ်အဲ့နှစ်ပွဲမှာဆိုလို့ရှိရင်လည်းအင်္ဂလန်တင်းကနှစ်ပွဲစလုံးကိုရာလုံးပြီးအနိုင်ရရှိအောင်ကစားထားတာလည်းဖြစ်တယ်ဒီပွဲကဒဏ်ရာရတဲ့ပိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအင်္ဂလန်တင်းပါကဂိုရီတယောက်သာကြုံတွေ့နေရတာဖြစ်ပြီးသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဟယ်ရီကိန်းဘယ်လီဟမ်ရက်ဖို့စာကာအန်ဒါဆန်ဒါကလည်းအပါဝင်ဒါအသိရဲ့တကယ်အားထားရတဲ့အဓိကကစားသမားအများစုကတော့ဒီပွဲမှာလဲလုံးဝကိုဗျာ တရားရခိုင်တို့ဒါပါဝင်လာမယ်အနေထားမျိုးလို့ပြောရမယ်။တစ်ခါကဒီစာပြားတင်းကိုကြည့်မယ်ဆိုလို့ရှိရင်ဒါစာပြားတင်းကတော့ဒဏ်ရာရတဲ့အပိုင်းမှာတော့မရှိဘူး။ဒါအကုန်လုံးကတော့ဒဏ်ရာပြဿနာကနေကင်းစင်ကြလည်းဖြစ်ပါရဲ့။ဒီဘွက်ကလည်းဖွင့်လက်ထားတဲ့ပေါက်ကျရဆိုလို့ရှိရင်အင်္ဂလန်တင်းကပဲစာပြားတင်းကိုနှစ်လုံးကို60စာဈေးပွင့်ထားတာဖြစ်ပြီးဂိုးပေါင်းရဆိုရင်တော့၃လုံးကို20စာဈေးပွင့်ထားတာလည်းဖြစ်ပါရဲ့။တစ်ခါကစာပြားတင်းကလည်းဒါလက်ရှိမှာအခင်းရဲ့စုဖွဲ့မှုအပိုင်းအရာမစိုးဆိုမဲ့ အင်္ဂလန်တင်းရဲ့အိမ်ခွန်းမှာရလက်ကောင်းနိုင်ဖို့ဆိုတော့လောကကိုမလွယ်ကူဘူးဒီပွဲရဲ့ရလက်ကလည်းကျွန်တော်ရဲ့အကြိုက်ဆိုလို့ရှိရင်တော့အင်္ဂလန်တို့နေတဲ့ဆာဗီယာအသင်းကို2-3ဆိုတဲ့ပုံစံမျိုးလောက်နဲ့ထပ်ပြီးတော့ဂိုးပြတ်နိုင်ပွဲရဖို့များရဲ့ဆိုတော့အတိုင်းတချာပြီးတော့ဂိုးပြတ်မပြတ်ကိုပဲကြည့်ရအောင်မယ်အင်ရှင်အင်္ဂလန်အသင်းကိုပဲပို့ပြီးတော့ဒါအကြိုက်တူမိတဲ့ပွဲစဉ်လည်းဖြစ်ပါတယ်နောက်ထပ်အိုင်ယာလန်နဲ့ပေါ်တူဂီနဲ့ရဲ့ပွဲစဉ်အားဆိုရင်ဒီပွဲကတော့မြန်မာစံတော်ချိန် ည2015မိနစ်အချိန်မှာအရှင်ပိုင်းကစားကြမှာလည်းဖြစ်ပါတယ်။အာယာလန်လို့နေနဲ့လက်ရှိမှာဆိုလို့ရှိရင်တော့ဒါအတင်းရဲ့ချိန်ဆံပေါ်ရလာပိုင်းတွေကပုံစံကောင်းနေမှာရှိနေနိုင်ဖို့အတွက်ရုန်းကန်နေရတဲ့အတင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာတပွဲနိုင်နှစ်ပွဲသရေနှစ်ပွဲရှိုးဆိုတဲ့ရလာကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။တစ်ဖက်ကပေါ်တူဂီဖင်းကိုကြည့်မယ်ဆိုရင်ဒါပေါ်တူဂီကတော့လက်ရှိမှာဆိုလို့ရှိရင်လည်းဒါအတင်းရဲ့စောဆောင်ရေးပိုင်းတွေကအကောင်းဆုံးမှာပဲရှိနေတဲ့အတင်းဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာ၃ပွဲနိုင် လက်ပွဲတရေဆိုတဲ့ရာလက်ကောင်းတွေကိုပိုင်ဆိုင်ထားနေဖြစ်ပါတယ်။ဒင်းတဲ့မော်ကလည်းထိတ်တိုက်တွေ့ဆုံခဲ့တဲ့ပွဲစဉ်ကတော့စုစုပေါင်းသလိုရှိရင်၅ပွဲရှိထားတယ်။ပေါ်တူဂီတို့အနေနဲ့အာယာလန်တင်းကို၄ပွဲတိကိုအလံရရှိအောင်ကစားထားတာဖြစ်ပြီးကြံတဲ့တပွဲကတော့တရေရာလက်ထွက်ပေါ်ထားတာလည်းဖြစ်ပါတယ်။လက်ရှိနေသောအရဆိုလို့ရှိရင်တော့အာယာလန်တင်းနဲ့ဆိုလို့ရှိရင်ဒါပေါ်တူဂီအသင်းကပဲကရန်ဒမဆုပ်ွဲမှုပိုင်းမှာလည်းပို့ပြီးတော့တောင်းတင်းမှုရှိတယ်လို့ခြေဆွမ်းပိုင်းရောရာလက်ပိုင်းမှာပါပို့ပြီးတော့ကောင်းတယ်။ဒီပွဲကလည်းဒဏ်ရာရတဲ့ပိုင်းဆိုလို့ရှိရင်တော့အာယာလန်တင်းပါကတော့ သူတို့ရဲ့ဒါအဓိကကစားသောဖြစ်တဲ့ဖာဂူဆန်အပါအဝင်နှစ်ယောက်ချုပ်တွေ့နေရတာဖြစ်ပြီးတစ်ဖက်ကပေါ်တူဂီသင်္ဘောဆိုလို့ရှိရင်တော့ကန်ဆယ်လို့နက်တိုရိုနှစ်ယောက်ကတော့ဒဏ်ရာပြသနာကြောင့်ဒီပွဲကိုဒါလွှဲချော်မဲ့အနေထားလေးဖြစ်ပါတယ်။ခွန်လက်ထားဒီပေါင်ကျင်းရောက်ဆိုလို့ရှိရင်တော့ပေါ်တူဂီသင်္ဘောပြအိုင်ယာလန်အသင်းကိုတလုံးကို80ရှုံးထိကိုကျေးပွန်ထားတာဖြစ်ပြီးဂိုးကောင်ရောက်ဆိုတော့၃လုံးကို90သာကျေးပွန်ထားတာလည်းဖြစ်ပါတယ်။ တစ်ဖက်ကအာရလန်နဲ့ကလည်းလက်ရှိမှာဒါအသင်းရဲ့စားပေါင်ရေးပိုင်းတွေကတိမ်ပြီးတော့လည်းဒါအာရဆန်မရှိလာတဲ့အသင်းမျိုးဖြစ်လို့ပေါ်တူဂီလိုအသင်းမျိုးကိုဒါရှင်ပြီးတော့ကစားနိုင်ဖို့ဒုက္ခပေးနိုင်ဖို့ဆိုတော့လုံးဝကိုမဖြစ်နိုင်ဘူးဒီပွဲရဲ့ရာလကလည်းဒါပေါ်တူဂီအသင်းကပဲတစ်ဖက်သက်ကစားပြီးတော့ပွဲစဉ်ရဲ့ရာလကကျွန်တော်ရဲ့အကြိုက်ဆိုရင် day 2 day 3ဆိုတဲ့ပုံစံမျိုးလောက်နဲ့ဂိုးပြတ်တောင်းမဲ့တာနိုင်ပွဲရတော့မှုများရဲ့ဆိုတော့ဒီဘက်ကတော့အနိုင်တီချာပြီးတော့ဒါဂိုးပြတ်မပြတ်ကိုပဲဆက်ပြီးတော့စောင့်ကြည့်ရမယ်ပေါ်တူဂီအသင်းကိုပဲပို့ပြီးတော့အကြိုက်တွင်းပြီးတဲ့ပွဲစဉ်လေးဖြစ်ပါတယ် โอเคနောက်ကကျွန်တော်တို့ဒီຢာလေးရောဒါကြော်ညာတဲ့ပုံစံမျိုးပေါ့เนาะကျွန်တော် Facebook မှာတော့ page လေးတစ်ခုတော့ဖွင့်ထားတယ်အဲ့မှာ case post ဆိုပြီးတော့ပေါ့လေဒီ review လေးတွေပြီးတော့ preview လေးတွေပေါ့เนาะပွဲမစားခင်တော့ပွဲပြီးလေးတွေကိုကျွန်တော်အနေနဲ့ဒါသကလုံးပုံစံမျိုးလေးတွေနဲ့ပဲဒါနှောပြီးတော့ပြောသွားမယ်ဒါ page လေးပေါ့လေအဲ့ page လေးကိုလည်းဒါဘာသာရောအနေနဲ့သွားပြီးတော့ဒီ follow ထားလို့ရတယ်ဒါထပ်ပြီးတော့အားပေးလို့ရတယ်ပေါ့လေအဲ့မှာဆိုလို့ရှိရင်လည်း အာ YouTube channel လည်းရှိပါတယ် YouTube channel လည်းဒါ Get Sport ဆိုပြီးတော့ထပ်ပြီးတော့ဖွင့်ထားတယ်ဒါကတော့အရန်ပုံစံမျိုးတွေနဲ့ပါတစ်ခုခုကြုံလာလို့ချင်းထပ်ပြီးတော့ run လို့ရအောင်ဖွင့်ထားတာဖြစ်ပါတယ်ပြီးတော့ page မှာလည်းသွားပြီးတော့ follow လုပ်လို့ရတယ်ဒီ channel မှာလည်း subscribe လုပ်လို့ရတယ်ပေါ့နော်